အားလုံးမမင်္ဂလာပါခင်ဗျာ90 gate soccer channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ဒီနေ့ညမှာကစားကြမဲ့ Robert Tyson ရဲ့ကမ္ဘာဖလောင်းရှစ်စပွဲကောင်းရှုပ်ကို preview လုပ်မှာဖြစ်ပါတယ်ဘောလုံးမွေးတွေကိုနေရာကျကျကစားကြတဲ့ညီကိုတွေကိုကြီးကျော်ခွန်ချစ်ကိုနဲ့တွားရောက်ဆက်သွယ်ခြင်းရင်ဆက်သွယ်လို့ရပါတယ်အပေါင်းကုံကကိုခွန်ခွန်သုံးကနဲ့နဲ့၆တက်တက်ဖြစ်ပါတယ်ဗျအဲ့မှာမေကွန်လေးတွေမေကွန်နဲ့စိတ်ကြိုက်ဖြစ်တယ်ဆိုတော့ကစားပေါ့ဗျာ တို့ကဒိုင်နေရာကလူတွေဖြစ်တဲ့အတွက်ဘာမလို့ရညာမလို့ရဆိုတော့စီမင်းစီကန်လေးတော့ရှိမှာပေါ့ဗျမေးဖို့ကိုနဲ့ကြိုက်တော့လဲကြိုက်တော့လဲကစားဖို့ကျွန်တော်အဓိကကြော်ညာပေးတာကဝေးကြီးကြီးစိတ်ချယုံကြည်ရတယ်ဆိုတော့စနုံးတစ်ခုလည်းကြောင့်ပဲဖြစ်ပါတယ်မင်းညကသတူရဲ့ရောင်းပွဲပြာစွန်ကြပါတယ်ဗျဒီညမှာအဲ့လူတွေကိုကျွန်တော်တို့အစားပြန်ပေးမှဖြစ်ပါတယ်ဒီညမှာကျွန်တော်တို့ရောင်းပွဲထွက်မယ်စိတ်ဝင်စားတဲ့သူတွေအောက်မှာပါညာတွေပေးထားတယ်တွားရောက်မိမြန်စုံစမ်းနိုင်ပါတယ်ဗျဒီညမှာ ဥရောပဆောင်ကမ္ဘာဖလားရှင်စစ်ပွဲစုစုပေါင်း6ပွဲကစားဖို့ရှိပါတယ်။အဲ့ဒီ6ပွဲထဲမှာကျွန်တော်တို့လုံးဝမထိသင့်မကင်သင့်တဲ့ပွဲတစ်ပွဲပါတယ်။အဲ့ဒါကပိုလန်နဲ့နယ်သာလန်ကစားမယ့်ပွဲ။ဒီပွဲကဟိုရုတ်တရက်ကြီးလိုက်လို့ရှိရင်တော့ပိုလန်ကအမှတ်လုံနေသေးတယ်။သူ့အောက်ကဖင်လန်ကဖိအားပေးနေသေးတယ်။စသည်အဖြစ်ဘာညာတွေတွေးကောင်းတွေးလိမ့်မယ်။ဒါပေမဲ့အဲ့ဒီအုပ်စုကိုတေချာကြည့်လိုက်ကြည့်နယ်သာလန်သင်းတီတေချာပေါ့အုပ်စုဘုံနေရာနဲ့နောက်တစ်ဆင့်ကိုသွားမှာ။ ပိုလန်ကဒုတိယနေရာကနေဆွဲချတော့မကြတော့ဘူးဗျဖင်လန်ကလည်းသူ့ကိုဘလို့မှဖိအားမပေးနိုင်တော့ဘူးအဲ့ဒီအခြေအနေတစ်ခုမှာအဲ့ဒီပိုလန်နဲ့네덜란드ဆိုတာကျွန်တော်တို့အတွက်ဟိုထောင်ချောက်တစ်ခုလို့လှုပ်ထားတဲ့ပွဲမျိုးပဲအဲ့ဒီပွဲတည်တေချာပေါက်လက်ချောင်ရမယ်ပွဲဘာမှကြည့်မနေနဲ့တော့ဆင်လက်စဉ်းစားမနေနဲ့တော့နောက်ထပ်တစ်ပွဲကခရိုအေးရှားနဲ့ဖာရိုအိုင်လန်ပွဲရယ်လူဇင်ဘတ်နဲ့ဂျာမနီကစားမယ်ပွဲရယ်အဲ့ဒီနှစ်ပွဲတည်စိတ်ဝင်စားဖို့နည်းနည်းလေးကောင်းတယ်ဘာကြောင့်လဲဆိုတော့ ခရိချာသည်ဒီပွဲနိုင်လက်ရင်နောက်တစ်ဆင့်ကိုတက်ရိုက်တက်မယ်ပါညာပေါ့ဗျာအဲ့လိုပဲဂျာမနီကလည်းကိုသူ့အောက်ကစလိုဗက်ကီးယားနဲ့ရပ်မတ်တူနေတဲ့အခါဒီပွဲအဝေးခွဲမှာနိုင်မှဖြစ်မယ်စသည်အားဖြင့်ကျွန်တော်တို့တွေးစရာတွေရှိတယ်အဲ့လိုအခြေအနေမျိုးမှာဒီနှစ်သင်းကိုကျွန်တော်တို့ချင်းချင်းလင်းလင်းကြည့်တဲ့အခါခရိချာသည်အဆင့်သတ်မှတ်ချက်17နေရာမှာရှိပြီးတော့ဂျာမနီအသင်းသည်ကမ္ဘာအဆင့်10နေရာမှာရှိတယ်ဗျာအဲ့မှာသူတို့ရဲ့ပြိုင်ဘက်တွေကိုကြည့်တဲ့အခါခရိချာက သူ့အိမ်ကွဲမှာ Faro Island 120ခွန်ကအသင်းနဲ့တွေ့ရမှာဖြစ်ပြီးတော့ဂျာမနီကြတော့အဝေးကွဲမှာကမ္ဘာအဆင့်60ခွန်မှာရှိတဲ့ Luxembourg နဲ့ကစားရမှာဖွင့်ထားတဲ့ကြေးတွေမှာကြတော့ Croatia က Faro Island ကိုသူ့ရဲ့အိမ်ကွဲမှာနှစ်အနှုန်း50ပေးတယ်။အဲ့ဒီအချိန်မှာဂျာမနီကအဝေးကွဲကနေ Luxembourg ကိုနှစ်အနှုန်း100အခုဆို3ပေါင်း60တောင်ဖြစ်သွားပြီဗျ။အဲ့ဒီကြေးမျိုးပေးတယ်ဆိုတော့ခရိုအေးရှားနဲ့ဂျာမနီနဲ့အဆင့်တူဗျာအဲ့မှာခရိုအေးရှားကအိမ်ကွဲမှာကစားရမယ်ဂျာမနီကဝေးကွဲမှာကစားရမယ် ပြိုင်ဘက်တွေကိုကြည့်တော့ခရိုအေးရှားကစားရမယ့် Faro Island တွေဂျာမနီကစားရမယ့် Luxembourg ထက်ပိုပြီးတော့အဆင့်ပိုနိုင်နေတယ်။ဒါပေမဲ့ခရိုအေးရှားအင်ကွဲမှာပေးထားတဲ့ဂျေးထက်ကိုပိုပြင်းတဲ့ဂျေးဂျာမနီကဝေးဝဲမှာတပ်ပေးထားတာ။ဆိုတော့ဒီနေ့ညမှာခရိုအေးရှားကိုကြိုက်တဲ့သူတွေဂျာမနီပွဲကိုပိုပြီးတော့စဉ်းစားတဲ့နယ်ပဲ။အာဂျာမနီကဒီပွဲအနိုင်ရမှဖြစ်မှာလို့ပါလို့လက်ရှိချိန်မှာ Faro Island က ranking နိုင်ပေမဲ့ရှင်းစွမ်းပိုကောင်းတယ်လို့ပါလို့ပေါ့။ကိုလူတွေတွေးမယ်ဆိုရင်တော့တွေးပါဗျာ။ကျွန်တော်ကဒီညမှာ ခရိရှားနဲ့ဖာရိုအိုင်လန်ပွဲမှာအဲ့ဒီဂျာမနီရဲ့ဘော်ဒီကြေးကြောင့်ပဲဖာရိုအိုင်လန်သင်းဘော်ဒီကြိုက်တယ်ပြီးတော့ဂျာမနီနဲ့လိုဇန်ဘတ်ကစားမဲ့ပွဲမှာအဝေးကွင်းဂျာမနီသင်းရဲ့ဘော်ဒီကြိုက်တယ်ဂျာမနီပွဲကိုကျွန်တော်အပေါ်ဆုံးလိုက်ကြိုက်ပြီးတော့ခရိရှားပွဲကိုအောက်ကိုဇုံလိုက်ကြိုက်တယ်နောက်ထပ်တစ်ပွဲကစလိုဗက်ကီးယားနဲ့ပြောင်းအယံလန်ကသားမဲ့ပွဲတနည်းအားဖြင့်ဒီအုပ်စုရဲ့အကျဆုံးပွဲဖိုင်နယ်ပွဲဖြစ်ပါတယ်ဗျ။နှစ်သင်းလုံးစီနောက်ထပ်တစ်ပွဲစီကသားဖို့ကြံနေသေးတဲ့အချိန်မှာ ဒီနေ့အိစင်စလိုဗက်ကီးယားကနောက်ပွဲကိုဂျာမနီနဲ့ဝေးဝဲမှာသူတို့သွားကစားရမယ်။အဲ့ဒီပွဲမှာဂျာမနီကသူတို့ကိုလက်စားရှည်ဖို့ရှိနေတဲ့အခါစလိုဗက်ကီးယားရဲ့နောက်ထပ်ပွဲဒီပွဲချက်ဖြစ်သွားပြီဗျ။အဲ့တော့စလိုဗက်ကီးယားဒီဒီပွဲမှာဟိုမြောက်အရာလက်ထက်သူသုံးမှတ်တော့တာထားတာမှန်တယ်။ဒါပေမဲ့ဒီပွဲတည်ကြလို့မရဘူး။ဒီပွဲရှုံးလို့မရဘူး။ဒီပွဲမှာမြောက်အရာလန်ကသာသေရအောင်ကစားသွားမယ်ဆိုရင်မြောက်အရာလန်ရဲ့နောက်ထပ်ပွဲပွဲချံကသူ့ရဲ့အိမ်ကွဲမှာ ပြိုင်ဘက်ကလည်းလူဇင်ဘက်ဖြစ်နေတဲ့အတွက်မြောက်အိုင်လန်ဒီအေအေစီစီကိုဒီပွဲမှာတရေရောက်အောင်ကိုသူတို့ကလာမှာဆိုတော့ပွဲချက်နေရစလိုဗက်ကီးယားဒီဒီပွဲမှာအနိုင်ရမှဖြစ်မယ်တရေကြရင်ချိန်နေမကောင်းဘူးလုံးဝချုံးလို့မဖြစ်ဘူးမြောက်အိုင်လန်ကြတော့ဒီပွဲမှာမချုံးရင်ရပြီတရေကြလို့ရတယ်နိုင်ငံမနိုင်မချုံးရင်ရပြီဒါကသူတို့ပွဲချက်နေပုံမှာမိုတီဗီတော့ဒီနှစ်သိန်းရဖိအားကွာဟမှုပဲဒီပွဲမှာ အင်ဂျင်ဆိုဗက်ကီယာကနေတရေအနှုတ်80ဘော်ဒီဂျေးပေးထားပြီးတော့ဂိုးပေါင်းဂျေးက 2D ဂျေးပေးထားတယ်ဗျကျွန်တော်ဒီဘက်မှာဧည့်သည်မြောက်အိုင်လန်အသင်းဘော်ဒီကြိုက်တဲ့ဂိုးပေါင်းမှာကျွန်တော်ဂိုးအောက်ကြိုက်ပါတယ်ဗျဆလိုဗက်ကီယာဆိုတာကဟိုပြန်ဘက်အသင်းကဂိုးတွေရဖို့လိုအပ်နေတဲ့အချိန်မှာခန်းသစ်ကြီးကိုတေပိတ်ကစားပြီးတော့ဟိုခန်းပြန်ဘက်ကိုလောင်ပြုံးပြုံးပြီးတော့မျက်ကြည့်နေခဲ့တဲ့အသင်းဗျဆိုတော့ဒီနေ့မှာဒီအသင်းကဆလိုဗက်ကီယာကဂိုးလိုတဲ့အသင်းနိုင်ဖို့လိုအပ်တဲ့အသင်းအဲ့ဒီဝက်ကိုသူတို့ဒီနေ့ပြန်လည်လိမ့်မယ်လို့ကျွန်တော်ထင်တယ်မြောက်အိုင်လန်ဘော်ဒီဂိုးအောက်ဖြစ်ပါတယ် နောက်ထပ်တစ်ပွဲကဖင်လန်နဲ့မာတာကလာမဲ့ပွဲမြန်မာစံတော်ချိန်17ခွဲမှာဖြစ်ပါတယ်။ဖင်လန်တင်းဒီကမ္ဘာအဆင့်82နေရာမှာရှိပြီးတော့မာတာက166နေရာမှာရှိပါတယ်။ဒီအုပ်စုကြီးမှာစောစောကပြောခဲ့တဲ့ Netherlands နဲ့ Poland တွေဘလို့ပဲဖြစ်ဖြစ်နောက်တစ်ဆက်ကိုအေးအေးချောင်းတက်သွားပြီ။ဘာကြောင့်လဲဆိုတော့ဖင်လန်တီပိုလန်ကိုပြရားပေးထားတာမှန်တယ်ဒါပေမဲ့သူကပွဲညာတပွဲပဲကြံနေတော့ဒီနေ့ညကံပြီးရင်ဖင်လန်တီလုံးဝနားယုံမယ်ဘာပွဲမှမရှိတော့ဆိုတော့ဒီနေ့ညဒီဖင်လန်တီဒီပွဲက နိုင်လဲဘာမှမဖြစ်တော့ဘူးရှုံးလဲနောက်တစ်ဆက်မသွားတော့ဘူးဆိုတော့သူတို့အိမ်ကွဲမှာအိမ်ကွဲပရိသတ်ကိုအကောင်းဆုံးကစားပြီးတော့နှစ်သိမ့်ပေးမယ်နောက်နှစ်တော့ကွာဆိုတဲ့ပုံစံမျိုးနဲ့ပဲဟိုဒီပွဲကိုသူတို့ဖွင့်ပြီးတော့ကစားမှာအဲ့လိုပဲအိမ်ကွဲပရိသတ်တွေကလည်းကမ္ဘာဖလားရှင်စစ်ပွဲဟိုပလေးအော့ဖ်ကိုသွားလို့မရခဲ့ပေမဲ့အကောင်းဆုံးကြိုးစားခဲ့ပြီးတဲ့သူတို့ရဲ့ကစားသမားတွေကိုအကောင်းဆုံးသူတို့နှုတ်ဆက်မဲ့ပွဲအားပေးမဲ့ပွဲဒီလိုပဲနှစ်ဖက်အပြန်အလှန်ပရိသတ်နဲ့ကစားသမားတွေကြားမှာကစားမဲ့ပွဲလို့ကျွန်တော်ကယူဆတယ် တကယ်လည်းနှမျိုးစရာကောင်းနေပြီဖင်လန်လောက်လာတာဒီလက်ရှိကစားနေတဲ့အသင်းတွေထဲမှာအကောင်းဆုံးတတိယအသင်းကိုပေးရမယ်ဆိုရင်တော့ဒီအသင်းထိတ်ဆုံးအရာတကယ်ကိုကောင်းတာနောက်ဆုံးဒီပွဲကိုသူအနိုင်ရသွားအောင်တော့ဗျာသူနဲ့ပိုလန်နဲ့ဂျာမန်ကဂိုးကွာချချက်က17ဂိုးလောက်ထိဖြစ်နေပြီဆိုတော့မိဖို့ကဘလုံးမှမဖြစ်နိုင်တော့ပါဘူးဗျာအကောင်းဆုံးချုံးသမားကြီးဖြစ်သွားတယ်မော်တာကိုသူအဝေးကွင်းမှာကစားခဲ့တော့ကဖင်လန်ကပဲ01နဲ့သူနိုင်ခဲ့တာဗျာအဲတော့ကဘော်ရီချေးတည်နှုတ်90ပေးတယ်ဂိုးပေါင်းကျဲက1အနှုတ်30ပဲသူပေးခဲ့တာ ဒီပေါ်နဲ့ပေးထားတဲ့စတဲ့ကြီးမှာ HF လန်တင်းကနေ body jet 2ပေါင်း60ပေးတယ်9ပေါင်းကြီးက3အပေါင်း60ပေးပါတယ်မနေ့ကညကတော့ body jet ဒီ2ပေါင်း40လောက်ဖြစ်လာတယ်9ပေါင်းကြီးက3အပေါင်း30လောက်ဖြစ်လာတယ်အခုပွဲလာမယ့်နေ့မြန်မာစံတော်ချိန်ညနေ3:27မိနစ်အချိန်မှာကျတော့ဖီလန်တင်းရဲ့ body jet တိတိတတကျလာတာကိုတွေ့ရတယ် body jet ကတက်နှုတ်65တက်နှုတ်80လောက်အထိဖြစ်လာတယ်9ပေါင်းကြီးကလည်းအောက်ကိုပြုတ်ကျလာတယ်နှစ်နှုတ်90လောက်အထိဖြစ်လာတယ် ဆိုတော့ဒီပွဲမှာဖွင့်ပေးထားတဲ့ကြေးကိုစတဲ့ကြေးနဲ့နှိုင်းပြီးတော့လိုက်ကြည့်လာမယ်ဆိုရင်တော့ဖင်လန်ရဲ့ကြေးတွေတဖြည်းဖြည်းတည်းအီးနဲ့ကိုကျွန်တော်တို့ကြာလာပထမကြေးက2ပေါင်း50ပြီးတော့2ပေါင်း40မနက်ကတင့်နှုတ်တရာအခုညနေစောင်းလာတဲ့အချိန်မှာတင့်နှုတ်60 80ဆိုတဲ့ကြေးတွေဖင်လန်တွေတဖြည်းဖြည်းတည်းအီးကြာလာတယ်ဆိုတော့ကျွန်တော်တို့မြင်ရတယ်ဒါပေမဲ့တခုမမေ့သင့်တာကဖင်လန်ကဒီပွဲကိုအဝေးကွင်းမှာတင့်နှုတ်80ပဲပေးခဲ့တာဆိုတော့သူ့အိမ်ကွင်းမှာ ဝန်ဒီဝင်ရောဒါမှမဟုတ်တင်းနှုတ်20ဒါမှမဟုတ်ဝမ်ပေါင်း20လောက်ပေးရင်ကိုဒီပွဲမှာလုံလောက်မှုရှိတဲ့ဂျေးအဲ့တော့ဒီပွဲဒီဂျေးတော့ရှောက်ကြလာတော့မှန်တယ်ဆိုပေမဲ့ကျွန်တော်ကဖင်လန်ကစားသမားတွေနဲ့ပြည်သက်တွေကြားမှာလုံလောက်တဲ့နားလည်မှုတစ်ခုလုံလောက်တဲ့စာနာမှုတွေနဲ့ပဲဒီပွဲကိုဖင်လန်ကတေချာဖိဖိစီစီကစားပြီးတော့နှစ်သိမ့်ပေးမယ်လို့ကျွန်တော်ကယူဆတဲ့အတွက်ဒီပွဲမှာဖင်လန်တင်ဘော်ဒီကြိုက်တယ်ဂိုးပေါင်းမှာဂိုးပေါင်းအပေါ်ပါကျွန်တော်ကြိုက်ပါတယ်ဗျာ sorry လဲနားထောင်ပေးကြကြတဲ့တယောက်ရှင်းစီတိုင်းကျေးဇူးအထူးပဲတင်ချစ်ပါတယ်မြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေအတ္တမတရားလဲ မြန်မြန်ကြဆုံးပါစေခင်ဗျာ။